ားလုံးပဲမင်္ဂလာပါဗျာကောင်းစံတဲ့ဌာနမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရတော့မိုင်မောင်၃ဒေါ်လောက်ရှိတဲ့ငကားကြီးကပလက်လှလိုက်လို့ငလင်လှုပ်တာဟုမိုင်မောင်ဆရာတော်ကြီးဟောကြားချက်ပေါ်သုံးသက်ပြောဆိုလာတဲ့အမျိုးသားတွေရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအမျိုးသားကမိုင်မောင်ဆရာတော်ကြီးဟောကြားချက်ပေါ်ပြောတဲ့သုံးသက်ပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာ အားလုံးကိုလည်းကောင်းဆက်တဲ့င်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ Hi ဒီဗီဒီယိုဖိုင်လို့ပို့တဲ့ကျွန်တော်တော်တော်လေးကိုခက်ခက်ခဲဆုံးဖြတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင် risk များတယ်ဗျာ။ကျွန်တော်ဆဲကြမယ်ကောင်းလေရောကျွန်တော်တို့အန်ရည်လေးရှိတယ်။ဒါပေမဲ့မလုပ်ရင်လည်း ဒီအတိုင်းပဲဘာသာရေးကျင်းတွေကိုအုံနောက်ထဲမှာဖုံးလွှမ်းသွားမှလည်းကြောက်တယ်အဲကျွန်တော်ပထမတစ်ခေါက်ပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့မှအဲကျွန်တော်ကိုအာဗုဒ္ဓဘာသာဆိုပြီးတော့အရင်ချင်းချင်တဲ့ပုံစံတွေပြောခဲ့တာတွေရှိတယ်ဒါပေမဲ့ကောင်းတဲ့ comment ကတော့များပါတယ်အဲနောက်ပြန်နှံ့သွားတာလည်းများတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုးဟိုဗီဒီယိုဖိုင်မျိုးထပ်မလုပ်တော့ဘူးလို့ကျွန်တော်တွေးရတာဒါပေမဲ့အခုကမနေနိုင်ဘူးညာ ခုမြင်နေရတဲ့ဟာဟိုတော့ကျွန်တော်ပြောစင်ပြောထားတယ်ကျွန်တော်ပြောပါမယ်ဒီတော့ကျွန်တော် risk များပါတယ်စင်းတဲ့လူတွေကလည်းကျွန်တော်တခုပဲတောင်းပန်နေတာကဖြည်းဖြည်းလေးတန်းစီပြီးဆဲကြပါနော်လောလောလတ်ဆဲပါ comment box ဖွင့်လာပါတယ် okay ကျွန်တော်စလိုက်အောင်အကျွန်တော်တွေ့ပါတယ်အဲ mind phone ဆရာတော်ကြီးကျွန်တော်တို့မြန်မာနိုင်ငံအခုကျွန်တော်ကျွန်တော်ဒီမြန်မာနိုင်ငံလေဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ပြင်းမှာဗမာလိုဟောတာဗမာလိုဘာသာပြန်ပြီးမှတယောက်လဲတွေ့ပါလေအဲ့ဒီမှာဟောပါလေမိုင်3000လောက်ရှည်လျားတဲ့ ငကားကြီးနှိုးချွာလာတယ်။နှိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအကူတုကန်ရှိတဲ့လူတွေပျက်စီးကြတာ။ပြောရလိုက်တာဗျာ။တိတ်ပံတိတ်ပံဒီကြမြင်စေချင်တယ်ဗျာ။ကီလိုမီတာ1100ရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတာကပတ်စီရင်ဝင်မှာ။ဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျာ။တေဝါတဲ့လူတွေကပဲမသိရင်အကူတုမရလို့သေဝါတယ်လို့ပြော။ခင်ဗျားတို့ဗျာ။ဒီလောက်အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလာဟောလာ Okay ရတယ်ဟော Okay မင်းအဲ့တော့မိုင်းမုံစီရတော့ဤဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်ပြောပြမယ်ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ်ခဏမှတ်မိလား2018ခုနှစ်စူပန်23ရက်နေ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘလုံးသမားကလင်းငယ်လေးတွေ12ရောင်နဲ့နီးပြတစ်ရောင်13ရောင်လှိုင်ကူတွေဝင်သွားမိုးတွေကြွားရေတွေကြီးပြီးတော့ပြန်ထွက်လို့မရဘူး လှိုင်ကူထဲမှာကိုရတတီပိန်မိနေတယ်။စူလိုင်လာမှာမှသူတို့သတင်းရတယ်။ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေးရေးအဖွဲ့ဝင်တွေနဲ့သူတို့ကေဆေးရတယ်။ကေဆေးရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ထိမှတ်မိသေးပါတယ်။ကေဆေးတဲ့လူ၂ယောက်အဓိက၂ယောက်က Navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့တွန့်ချင်ပညာရှင်၂ယောက်လှိုင်ကူတွေထဲမှာရေတွေငုပ်ပြီးတော့သူတို့ရဲ့တချို့သူတို့၂ယောက်ကတချို့ဒီရေငုပ်တဲ့ပစ္စည်းအဆန်းနေရာစားတီဆောင်လာတဲ့၂ယောက်ပေါ့နော်။ Rick and John ကိုခေါ်တယ်။ John and Rick ပေါ့ဗျ။နာဟိုစကားပြောလို့ကောင်းအောင်ပြောရင် င်ဂျွန်ကတော့ကျွန်တော်မှတ်မှတ်ရတော့သူဆိုဂျွန်နတန်လမ်းတူအာကျွန်တော်တို့ဂျွန်ဖနာသန်လမ်းတူသူနာမည်လေဗြိတိန်နိုင်ငံသားပါအာဒီရစ်ချတ်ဆက်တန်နဲ့ဂျွန်နဲ့ပေါ့နော်ဗြိကန်ဂျွန်မှတ်လိုက်ပါဗျတူတူတူသူတို့နှစ်ယောက်ကေဇေခဲ့တယ်ကေဇေခဲ့တယ်မှာသူတို့အဲ့သူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရောက်အောင်ခက်ခက်ခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့အခါကျတော့အတူချုပ်ပြောရင်ခလီငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပြေးပြီးတော့ဒီလိုအလုံးပိတ် ောက်ဆီဂျင်ထိထားတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခဲခဲနဲ့လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။ဟုတ်ပြီ။အဲ့ဒါနဲ့ပါဆိုင်လဲဆိုဟုတ်ကျွန်တော်စပြီ။အဲ့ဒီအချိန်မှာအဲ့လို marketing အချိန်မှာကျွန်တော်တို့အမထိုင်းနိုင်ငံကိုမိုင်းဖုံးစရာတော့ကြီးကြွားလာ။ကြွားလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင်သူကပြောသွားဒီကလေးတွေကအားလုံးအသက်ချမ်းသာရာရောက်မှာပါဆိုတဲ့စကားပြောသွားတယ်။အဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ်။ तू အမြင်မှန်ရ तू မြင်လဲမြင်နေရမှာပေါ့နော်။ဟုတ်ပြီထားလိုက်ပါ။အဲ့ဒီအချိန်မှာ ဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအေးဒီသွားပြီးကဲစရဲခက်ခဲကြီးကိုမသိတော့မိုင်းမုံဆရာတော်ကြီးပြောမှရဲအထွက်လာတဲ့ခါလည်းအခါကြတော့လာမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြစ်တာတွေပို့ပြီးလို့ဒီလူတွေအသက်ရှင်ရထွက်လာတခဲတကယ်ကြတော့အဲ့ဒီမှာစ조사ပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကုညီကဲစရဲလို့သမားတွေအဓိကကဲစရဲခဲ့တဲ့ဂျွန်နဲဗရစ်နဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောက်တော်မကြဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာမိုင်းမုံဆရာတော်ကြီးမြစ်တာကြဒီလူတွေ ဲ့မိုးဆိုင်ရရဲ့စုတောင်းဝင်မှုကြောင့်ဒီလိုတွေအသက်ချမ်းသာရတာကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးချင်းအခုဖြစ်လာပြီအယူလေးပဲကျွန်တော်ပြောတာအခုကျွန်တော်ဒီငလင်းလောက်တယ်အခုအဲ့မိုးဆိုင်တော်ကြီးကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ပြောဖြစ်ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွားလာတယ်အခုမကြသေးခင်အချင်းကအုံနောက်တွေငှက်ဖြားပို့ရောက်လို့ထိုင်းမှာလေတရားဟောနေရင်လည်းစင်ပေါ်မှာ ဆဆွဲဆက်ဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ကောဘကတွေကလည်းမသိရင် net တွေကိုခေါ်ပြီး net တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမဒါငတ်ပြရောက on off တွေရောက်လို့သူ့ချမ်းမရေးချောက်အဲ့ဒီမှာစေးုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတုန်းကပြောလိုက်တာဟာမသိ net တွေပဲခုနင်းဖြစ်လို့အဲအဲ့တုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုချမ်းမရေးကောင်းပြီးထင်ပါရဲ့သူရောက်လာတယ်ဒီစကားမျိုးပြောတယ် okay ဘုချောမင်းဘုရားဗာသာနေနဲ့မိုက်ဖုန်းဆရာတော့ဘလို့မြင်လဲဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲ ကျွန်တော်မိုင်းဖုံးဆရာတော်ကြီးဘယ်လိုမြင်လဲဆိုတော့ကျွန်တော်စုံကုန်ကားတွေကစံစာတပင်းနဲ့ဆရာတော်လို့ပဲမြင်တယ်ကျွန်တော်အလုံးကြည့်ရပါပါကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးသိတယ်ဗျာစုံကုန်လို့ပြောလိုက်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်စုံကုန်ရဲ့ပါကျဲရဲ့ချန်တန်ဆရာတော်ရဲ့အဆိုင်နေလေးရေနကအဲအဲ့ဒါရဲ့အဲ့ဒီစံစာတပင်းနဲ့ဆရာတော်အဲ့လိုမြင်တယ်အုတ်ဆောင်နေလေးဒုက္ခောက်နေတယ်ကျွန်တော်မသိလို့မြင်တယ်တကယ်ဘုရားဘာသာလားမဟာယနလားနောက်တခြားတခြားတော့ ဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလာကျွန်တော်တော့ဉာဏ်မမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုယ်ွယ်ကြတယ်ဒီလိုကိုယ်ွယ်ကြတဲ့လူတွေတဲ့မှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တုံးမကြတဲ့ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုယ်ွယ်ကြတယ်အဖုံကြီးကိုဘာဖြစ်လို့လဲဆိုတော့နေရရလို့လားနေရရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ပုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ပုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ် အမှုပညာသမားတွေမှာပဲချစ်ချစ်ကျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအရာထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ပုံကြီးတွေကိုမကိုးခွဲပိုထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘေးတွင်တွတ်တက်တဲ့ဆရာတော်တို့ရရရချီတက်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတည်းဒီနိုင်ငံတော်အကြီးကဲအုံတော်မရှိတဲ့ကောင်းနေခရိုနီတဖြစ်ညာတော့လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီအစ်အစိုးရနဲ့ရင်းနေပြီး ပြီးတော့ချမ်းသာလာတယ်အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချေပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ပဲမှုဟာပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ကင်မရာတစ်ချက်တွေ့ကြည့်ဒီမှာဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပြီးလိုက်အဲ့ဒီလက်စွပ်ကဘလောက်တကူကြီးကျွန်တော်ကြောက်ကူမှာပါအဆောင်ပြီးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာအဲ့ဒါကျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တလွဲတကူအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမယ်အဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျာစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ် ခင်ဗျားတို့ကြောက်လို့မရဘူးဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်လောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်နဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နီးစားရဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကငလင်အင်းလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီးတိတဲ့တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါအများကြီးလက်စူးစမ်းခဲ့ကြတယ်စကိုင်းဖြည့်ဖြည့်ကျော်ကအကြီးဆုံးကမ္ဘာပေါ်မှာနာမည် အကြီးဆုံးလို့လဲပြောလို့ရတဲ့အနေအထားထဲမှာပါတယ်။ကမ္ဘာဒီငလင်လှုပ်တဲ့ပြက်လွေကြော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကြော်ပြ၊စကိုင်းပြက်ရွေကြော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်။စကိုင်းအခုကစကိုင်းပြက်ရွေကြော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးမှုများတယ်။ကျွန်တော်တို့အခုဖြစ်ပြက်ကြတယ်။အဲ့လိုအနေထားမျိုးဖြစ်တယ်။အဲ့တော့မသိရင်ခင်ဗျားတို့ဒီဘုရားပါတာကိုပဲစူးစမ်းလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့အတိုင်းတော့အခုတို့များတဲ့ကောင်းနေရှော့တယ်လို့ဖြစ်တယ်။ရှော်ရီလူရလည်းကြည်ပါဦးမြန်ချမ်းသာတဲ့လူတွေကြီးပဲ။ကဲကျွန်တော်ဒါတက်တိုက်ပြောတာမကောက်ပါဘူး။ကျွန်တော်တကယ်ကိုလေးစားပါတယ်နော်။ဟိုကျွန်တော်ဟိုဒါ ဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရချင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူးเนาะတိစုံရတယ်မြည်သူမှမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားနေအရင်ဖြစ်နေတယ်ဒီဘုန်းကြီးတွေကြည်လိုက်အရင်ချမ်းသာကြွယ်ဝကြတယ်ဒါတွေထိုက်တန်ရင်လားခင်ဗျားတို့ကိုးကွယ်ဖို့တိတိကျကျလေးတော့ဗျာစီစနစ်တကျလုပ်တင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညံနေတဲ့ရန်အစစ်တွေ တန်ကအစစ်တွေအများကြီးပါဒီလူတွေကိုကူးဝေချပါအရင်ချင်းချင်းသာသာဖြစ်စေခြင်းလို့ချင်းချင်းသာသာဖြစ်ခြင်းလို့ဆိုးရပဲလိုက်ပြီးလုံနေတဲ့ပုံကြီးတွေကိုပယ်ပြီးပါအစိုးရပြီးတဲ့ဘွဲ့တော်မယူဘဲနဲ့နေနေထိုင်ကြတဲ့ဘုန်းကြီးတွေလည်းအများကြီးပါအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနေမမိပါစေနဲ့2025ရေးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံပွပွနေနေလည်းဆုံးဖြတ်နိုင်ကြပါစေ တိတ်ရှက်ပုံကောင်းလေဗျာကပမှာဒီစကားကြီးဒါနိုင်ငံတကာတိထိုင်းပြီးဟာတာလုံးမဲ့ကိစ္စလေးအဲ့ဒါယူအခုဒီမှာ social media မှာပြုပြံပြီးတွေ့နေရတာကျွန်တော် same ခေါင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk များတယ်ကျွန်တော်သိတယ်အနေအများတယ်ကျွန်တော်သိဆဲကြမဲ့လူများဒါမှတက်နိုင်ဘူးဗျာကျွန်တော်မှန်တာကိုမြင်တဲ့အချိန်ပြောတာပါအဲ့တော့ကွာခင်ဗျားတို့ဆဲခြင်းနဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဗုဒ္ဓဘာသာအစစ်အမှန်ထေရဝါဒဗုဒ္ဓဘာသာ system ဖြစ်ချင်ပါတယ်တန်ခါ system ကိုမြင်ချင်ပါတယ်